အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလဲပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဒီနေ့မနက်ခင်းမှာဒါကျွန်တော်မနက် Manchester United သတင်းလေးနဲ့ကျွန်တော်စာခြင်းနဲ့အဒီနေ့မနက်ခင်းမှာ Manchester United သတင်းကိုစာပြီးပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ကျွန်တော်လွန်ခဲ့တဲ့3ရက်နဲ့4ရက်လောက်ကတော့ကျွန်တော် Xavi Simons ကိုစိတ်ဝင်စားနေတယ်ဆိုပြီးကျွန်တော်တင်ဆက်ခဲ့တာမှတ်မိကြလိမ့်မယ်။ Manchester United အသင်းရဲ့ Xavi Simons ကိုတော်တော်လေးကိုသဘောကျတယ်။သူ့ရဲ့ agent နဲ့ပါတရားဝင်ဆွေးနွေးခဲ့တဲ့အဆင့်ထိရောက်ခဲ့တယ်ဆိုပြီး Telegraph ကလည်းမနေ့ကရေးသားထားခဲ့တယ်။ဒါပေမဲ့ပြဿနာကလက်ရှိမှာ Xavi Simons ရဲ့အပြောင်းအရွှေ့ကကစားသမားဘက်ကတော့အဆင်ပြေတယ်။ကစားသမားကိုယ်တိုင်လည်း United ကိုသဘောကျတယ်။ တုတ်ပြီမဲ့တော့ညလေမန်ချက်စတာယူနိုက်တက်အသင်းနေနေဒါကျွန်တော်တို့ဇာဗီဆမွန်းစ်ကိုဒါကျွန်တော်တို့အဲသူရဲ့မီဂန်ကလပ်ဖြစ်တဲ့ live set ကတောင်းနေငွေစည်းကတော်တော်ကြီးကိုကြီးမာပြီးတော်တော်လေးကိုကြံတန်းတဲ့အတွက်ကြောင့်မလက်ရှိမှာဇာမီဆမွန်းစ်ရဲ့ဒါကျွန်တော်အပြောင်းအရွှေ့ကနေပြီးတော့တရားဝင်နှုတ်ထွက်သွားခဲ့ပြီဆိုပြီးတော့ဒါမနေ့က telegraph ကပဲဆက်လက်ပြီးတင်လာခဲ့ရတွေ့ရမယ်တဲ့ပေါ့မှာအဲ့တော့ပြောချင်တာက Manchester United အသင်းကသူတို့အနေနဲ့ဒါကျွန်တော်ကွင်းလယ်ပိုင်း AM နေရာကိုတောင်းမနေရာကိုဆွဲစုံဆော့လို့ရတဲ့ကစားသမားတယောက်ကိုဒါကျွန်တော်တို့သူတို့အနေနဲ့စိတ်ဝင်စားဆိုတော့တိတ်တော့မထူးဆန်းဘူးသူတို့အနေနဲ့ကျွန်တော်တို့ Bruno Fernandes ကိုခဏလေးအန နာပေးနိုင်မယ်ဒါတောက်မဲ့နေရာမှာလည်းဒါကျွန်တော်တို့ခဏတာဖြည့်ပြီးဆိုပြောချင်တာဗျနေရာစုံစောနိုင်တဲ့ကစားသမားတယောက်အသင်းကိုဒါရောက်တဲ့ဆိုတော့သူတို့တော့ကောင်းတယ်လို့သူတို့ကိုသူတို့ယူဆတယ်ဒါပေမဲ့ပြဿနာကဇာဗီဆမွန်စ်ရဲ့ဒါကျွန်တော်လုခလာစာတို့ဇာဗီဆမွန်စ်ရဲ့ contract အခြေအနေတို့ကအဲ့လောက်ဒီမဆိုးရွားဘူးဒါပေမဲ့ဇာဗီဆမွန်စ်ကိုတောင်းနေတာကျွန်တော်တို့တစ်ဖက်အသင်းရဲ့ဒါကျွန်တော်တို့ Leipzig is down is zero တော်တော်လေးကိုမြင့်တယ်ပြောမစရယူရိုတန်း80ပေါ့နော်ယူရိုတန်း80ဖြစ်တဲ့ကြောင့် Manchester United အသင်းကဒီလောက်ကြီးဒီလိုဈေးနဲ့ဆိုရင်တော့တိတက်ပိုကောင်းတဲ့ကစားသမားတွေကိုရလာနိုင်တဲ့ကြောင့် Manchester United ကတော့ service summons ရဲ့အပြောင်းအရွှေ့ကနေပြီးတရားဝင်နှုတ်ထွက်သွားခဲ့ပြီဆိုပြီးမနေ့ကတော့ရေးသားထားခဲ့တာတွေ့ရမယ်အဲ့တော့ပြောချင်တာ Manchester United အသင်းနဲ့သူတို့ဒါ ။ဇာဗီစမောဆိုရိုးရိုးတန်း80ပြပုစီစဉ်မရှိဘူး။သူတို့နဲ့တခြားသော target တွေရှိတယ်ဒီတခြားသော target တွေကိုပြောင်းလဲပြီးတော့လိုက်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေစတင်ပြီးတော့ဒါစူးစမ်းကြလား။အဲ့တော့ယနေ့တဲ့တင်တဲ့ခုလက်ရှိမှာဒါကစားသမား2ယောက်ကိုတရားဝင်စတင်ပြီးတော့ဆွေးနွေးနေပြီဖြစ်ပြီးကျန်တဲ့ကစားသမား2ယောက်ကိုလည်းစိတ်ဝင်စားနေတယ်။အဲ့ဒီကစားသမား2ယောက်ကလက်ရှိမှာဒါတန်းစင်းစုံနဲ့မှာရစ်တီရစ်တီဖြစ်နေတဲ့ဆောက်သက်တဲ့ကစားသမားဖြစ်တဲ့ Tyler Dibling ။ Tyler Dibling ကတော့ဒါလက်ရှိဒါကျွန်တော် Manchester United Tag တကူဒီရောကဘာပေါ်မှာရှိတဲ့ Tag တကူဒီကောဒါဒီကစားသမားကိုကဘာပေါ်မှာအကောင်းဆုံးသောကစားသမားရဲ့တယောက်ဖြစ်လာနိုင်တဲ့ကစားသ သမားလို့ထင်ကြီးပြီးထားတယ်ကျွန်တော်ကတော့မနေ့ပြခုနပြောသူတခါကျကျွန်တော်တော့ hype ပို့နားမလဲဘူးပုံမှန်လင်းပြောကျွန်တော်ဒါဟိုတော့ technical တွေကကျွန်တော်နားမလဲလို့ပဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါသူများတို့ဆိုတော့ဆော်ကားတော့မဟုတ်ကျွန်တော်လည်းနားမလဲဘူးဒါပုံမှန်လင်းပြောတာ ဒါတက်တီကူတွေကသူတို့ကတိုင်လာဒစ်ပလင်ကိုတော့မကြခင်မှာဒါကပောက်အကောင်းဆုံးနဲ့ကစားသမားတယောက်ဖြစ်လာနိုင်တယ်။ဒါတိုင်လာဒစ်ပလင်ကိုတိုင်ဒါကျွန်တော်တော်လေးကိုအဆင်ပြေလာ။အဲ့တော့လက်ရှိမှာတိုင်လာဒစ်ပလင်ကိုတော့စိတ်ဝင်စားတဲ့ကလပ်က၃ခုရှိတယ်။ဒါကျွန်တော်တော်တန်ဟော့စပတ်သင်း၊မန်ချက်စတာစီးတီးအသင်းရဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်သင်း။ဒီ၃နေ့ထဲမှာမှတိုင်လာဒစ်ပလင်ကပြောင်းခဲ့မယ်ဆိုရင်ယူနိုက်တက်ကိုပြောင်းဖို့အတွက်ပို့ပြီးတော့အလီးပေးနေတယ်ဆိုပြီးတော့မင်းညကဒါကျွန်တော် Transfer News Live ကရေးသားလာတွေ့ရမယ်။ဒါပေမဲ့တရားဝင်ဆွေးနွေးနေတာကတော့တော်တန်ဟော့စပတ်သင်းနဲ့ဒါကျွန်တော်တို့ Manchester City အသင်းက Tyler Dublin ကိုခေါ်ယူရေးအတွက်တကယ်ကိုအကြီးအကျယ်ဆွေးနွေးနေတာဖြစ်တယ်။ Spurs အသင်းကဒါကျွန်တော်တို့ Kola Hala တွေရလာမဲ့နေရာဒီမှာဆိုရင်ဒီကစားသမားအတွက်ပေါင်38သန်းထီတောင်မပေးချေဖို့အတွက် ready to offer ဖြစ်နေပြီ။ကစားသမားကိုလည်းတရားဝင်ညှိထားပြီးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ဒါပေမဲ့ကစားသမားကလက်ရှိမှာဒီ conversation ပေါ်တော့ဒီစကားဝိုင်းတွေကို Manchester United အသင်းကိုလာဖို့အတွက်သူတို့အနေနဲ့စောင့်မျှော်နေတုန်းဖြစ်တယ်။ Tyler Dublin နဲ့ Manchester United အသင်းကသူ့ကိုဒါတရားဝင်ဆွေးနွေးမှုတွေပါညာပြုလုပ်ခဲ့မယ်ဆိုတော့သူက City နဲ့ Spurs အသင်းထက်ဆိုင်ဒါကျွန်တော်တို့ အဲ United သင်္ကူတန် YouTube တော့ဘူးရှိကြောင်းသူအနေနဲ့စဉ်းစားထားတယ်။အဲဒါလာတပင်ကဒါဝင်နေတော့ပြောခဲ့တဲ့အဲမဲ့လက်ရှိမှာဒါကျွန်တော် right wing AM center forward ဒီသုံးနေရာလုံးကစားတယ်ပြောချင်တာ Xavi Simons နဲ့မတူတာဆိုလို့သူက left wing မှာမကစားတာပဲရှိတယ်။ Xavi Simons နဲ့တော်တော်လေးကိုကြွားတဲ့ချက်ကသူ့ရဲ့ဈေးကတော်တော်လေးကိုတက်တာတယ်။ပေါင်တန်း30နဲ့35တန်းဝင်ကျင်ကြဆိုရင်တော့ဒီကစားသမားကိုရနိုင်တယ်။ဒီကစားသမားကအဲ့လောက်ကြီးတဲ့ဈေးမရှိဘူး။ဒါပေမဲ့ခုန Xavi Simons နဲ့မတူတာဒီကစားသမားကဒါနောက်ဆုံး25ပွဲမှမှဖန်တီးမှုလည်းမရှိဘူး။ twin goal က9 goal လောက်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အမှန်တမ်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ potential ကိုပတ်စံပြီး ပြီးဝဲတယ်ဆိုတဲ့သဘောရှိတယ်။ဒါပန်မန်ချက်စတာယူနိုက်တက်ကတော့ဒါပရိသတ်နေမှာနောက်ဆုံးကွဲတယ်ပေါ့နော်။ဒီခုနကပြောသူပထမတစ်မျိုးတက်တစ်တီကူကြဟာဝဲချကောင်းတယ်ဒီကစားသမားဒါဂျက်ဂရီလစ်ပေါ့စာလို့ဖြစ်လာမှာဘာညာဆိုပြီးအကုန်လုံးကဝိုင်းပြောတယ်။တချို့ကြလည်းခုနကပိုတန်ရှယ်ဆိုတာကြီးကိုမုန်းလာပြီ။ project ဆိုတာကြီးကိုမုန်းလာပြီ။ပြောချင်တာဒါခုနက white land ဆိုလည်း project ရှယ်ကြီးပဲကိုကြည့်ပြီးဝဲခဲ့တယ်။ instant impact နဲ့ဝဲခဲ့တဲ့ကစားသမားတွေနောက်ပိုင်းမှာ united မှာမရှိလောက်နေလာခဲ့တယ်။ပိုတန်ရှယ်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 ဆိုတဲ့ဥစားတွေနဲ့ကြီးပဲဝဲလာခဲ့တဲ့ကြောင့်မို့တာ tailor dribbling ကိုဝဲဖို့အတွက်ပရိသတ်တချို့ကလည်းအင်းညောင်အင်းညောင်ဖြစ်နေတာကိုနားလည်လို့ရတယ်။အဲ tailor တပင်းနေခုလက်ရှိမှာဒါကျွန်တော်တို့ခြေစွမ်းရဆိုတော့အများကြီးသိပြထားတာတော့မရှိဘူးဒါကျွန်တော်တရားသီလုံးမှာဒါကျွန်တော်ဂိုလီကိုတွင်လာတယ်ဖန်တီမှုနှစ်ခုလောက်ထားတယ်ပွဲပေါင်းအားလုံးပေါင်းဒါကျွန်တော်25 20 ခွန်ပွဲပေါင်း30မှာဒါကျွန်တော်လေးကိုသွင်းထားပြီးတော့ဒါကျွန်တော်တီးကြတယ်မယ်နှုတ်ကိုအဆက်ဆက်ပြောချင်တာတော်တော်လေးကိုတော့နဲတယ်ဗျာဒါကျွန်တော်တို့ဟို potential ကိုဝယ် potential ကို euro တန်း potential ကိုပေါင်းတန်း30 35တန်းလောက်ကြီးပေးပြီးတော့ဝယ်မှလာဒါကိုတော့ကျွန်တော်မီးเสียရှိအဲ့တော့ဒါပေမဲ့ Manchester United တရားဝင်စကားပြောနေတဲ့စကားဟို player နှစ်ယောက်ကလက်ရှိမှာထွက်ပေါ်လာခဲ့တယ်ပထမဆုံးတယောက်ကလက်ရှိမှာဒါကျွန်တော် CVA မှာဒါကျွန်တော်တို့မှတ်မဲ့ရ Yudix လို့ခေါ်တယ်ဒီ chart ကပေါ့နော် Yudix ကိုလက်ရှိမှာဒါကျွန်တော်တို့ Juventus ကဒါကျွန်တော်တို့ ချာတေးလီပေါ့ဒါဒီနောက်ပိုင်းမှာ Yudis ကတော်တော်လေးကိုစကားပြောစရာဖြစ်လာခဲ့တယ် Yudis ကတော့ကျွန်တော်တို့အာ TikTok တို့ဒါကျွန်တော်တို့အာ Instagram တို့ဒါ Twitter တို့မှာဒါကျွန်တော်တို့ Yudis ရဲ့ edit တွေကိုကျွန်တော်ကြည့်ခဲ့ဘူးတယ် တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတဲ့ချာတိတ်လို့ပြောရတာကျွန်တော်မမဲ့ရတာဘိုင်ယန်မြူးနဲမှာလည်းဒါဘိုင်ယန်မြူးနဲရအကယ်ဒမီမှာတော်တော်လေးကိုကောင်းတဲ့ချာတိတ်ကနေပြီးဂျူဗင်နက်စ်ကမမဲ့ရဘိုင်ယန်မြူးနဲအကယ်ဒမီကနေ free ခေါ်တဲ့အချိန်ကတော်တော်မမဲ့တော့တက်နီကိုတွေနေနဲ့ဒါဘိုင်ယန်မြူးနဲကဒီလိုမျိုးဒါ product ကြီးကောင်းတယောက်ကိုဒါကျွန်တော်တို့အာဆွန့်လွတ်လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ပြောထားခဲ့တယ်ဒါပေမဲ့တကယ်တမ်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တကယ်တမ်းပြကြည့်မယ်ဆိုရေဒစ်ကတကယ်ကောင်းခဲ့တာရေဒစ်ရဲ့ဒီနေ့ခုလက်ရှိဒါကျွန်တော်ယူဗက်တက်ဆယ်ကျွန်တော် highlight တွေပါညာကြည့်ရင်ဆိုအခုလက်ရှိဟိုတီကိုမော်တာအသင်းမှာရှေ့ရပပကောင်းတဲ့ကစားသမားကြီးတွေတယောက်လို့တော့ပြောလို့ ရတယ်။ဒါပေမဲ့ goal တွေ assist တော့အများကြီးမရှိဘူး။ခုနတိုက်လာ dribbling လိုပဲတော့ဆူလူရမယ်မှာပါတယ်။28ပွဲကစားတာပြီးလက်ရှိမှာ league တွင်းထားတယ်၊ nago ပန်တီးထားတယ်၊ champion league မှာ10ပွဲကစားထားတယ်၊ dago ပန်တီးထားတယ်၊ dago ပင်တွင်းထားတယ်။ဒါကျွန်တော်တို့ copa italia မှာဒါကျွန်တော်တို့ပွဲကစားထားတယ်၊ dago တွင်းထားတယ်။ဒါ italy cup မှာဒါ2ပွဲကစားထားတယ်၊တပွဲ dago ပန်တီးထားတယ်။ပြောချင်တာဒါကျွန်တော်တို့ goal တွင်းတာပါညာကတော်တော်လေးကိုဒါနေတဲ့အနေထားမှာရှိတယ်။ဒါခုနပြောသူပဲ potential သူက potential ဆိုတော့သူ့ရဲ့ကစားပေါက်ကမိုက်တယ်။ဒါကျွန်တော် youth ဆရာကျွန်တော်ပြောမှာဆိုတော့အမွေနောက်ဒါကျွန်တော်တော်တော်လေးကိုမိုက်တယ်။ဟို GA အများကြီးမရှိမ မယ်သူ့ရဲ့ဒါကျွန်တော်ကစားပုံကပြပြောရမယ်ဆိုရင်ဒါအဟိုးရင်ကဝင်းကားတွေဆန်တယ်လူတယောက်နှစ်ယောက်ကိုသူကြော်ပြတယ်ပြောချင်တာဗျာဟို Yeats ကိုကြည့်မယ်ဆိုဘလို့ဒူးလဲကျွန်တော်တောက်မမဗျာနည်းနည်းအကောင်ကြီးကြီးနေတိုင်းမတိုးတယ်လှုပ်တယ်ပြောမယ်ဆိုကလူဘက်စကီနဲ့ဆန်တယ်အဲကျွန်တော်တို့စပါတင်ကကလူဘက်စကီနဲ့နည်းနည်းဆန်တယ်ခါမသူ့ကိုကြည့်လိုက်ကြအတိုးလှုပ် body fake နေကောင်းတယ် dribbling နေကောင်းတယ်ဒါ GA တော့အများကြီးမရအောင်ဒါပေမဲ့စောက်ရမ်းမိုက်တယ်ဗျာ Yeats ကိုကြည့်အဲ့တော့ကျွန်တော်မျက်စိမြင်ပြောရမယ်ဆိုရင်ဒါကျွန်တော်တို့ ရဲဒစ်ကကလူဗာစကီနဲ့တော်တော်လေးကိုဆင်တယ်ဒါကလူသူ့ရဲ့ကကလူဗာစကီ2.0ပုံစံမျိုးပေါ့နော်ကျွန်တော်အမြင်ပေါ့နော်မောင်းကောင်းမှနိုင်တယ်အဲ့တော့ဒါကကဘာလို့လဲ left wing right wing CAM ကကလူဗာစကီလိုပဲဒါကျွန်တော်တို့ယုံလို့ရနေရတယ်ဗာဆော့လို့ရအဲ့တော့ United ကဒီကစားသမားကိုစိတ်ဝင်စားတယ်ဒီကစားသမားကိုဒါကျွန်တော်တို့ Manchester United အတင်းတရဝင်သူ့ရဲ့ camp နဲ့စတင်ပြီး swing နေတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်ဒါကြောင့်မို့ဒါ Kyle Yeles ကိုလည်းရှိမှာဒါကျွန်တော်တို့စာချုပ်တက်တန်းရဘယ်တော့ကြံသေးလဲကြည့်အောင်စာချုပ်တက်တန်းရ2029ဒီကြံသေးတယ်စာချုပ်တက်တန်းရ၄နှစ်တောင်ကြံသေးတယ်ဘာကြောင့်လဲဒါစာချုပ်တက်တန်း2024 Liga မှာဒါကျွန်တော် Juventus နဲ့စာချုပ်တက်တန်းတိုးထားတဲ့အတွက်ကြောင့်မလို့ဒီက စားသမားဆောက်တဲ့အများကြီးကြံသေးတယ်။ဒါကြောင့်မို့ဒါပြဿနာကဘာလဲလို့ပြောရမယ်ဆိုရင် ဇီးပေါက်ကရဇီးကို Juventus ဘက်ကတောင်းလာနိုင်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါ current market မှာ transfer market ကတော့ဒါကျွန်တော် Euro 55သစ်သတ်မှတ်ထားတယ် United တင်နေတာကျွန်တော် Euro 50 55တန်းလောက်ပေးရမယ့်နေရာမှာရှိတယ်ပေါ့နော်ဒါ Xavi Simons ကဈေးမကြည့်ဘူးအခုလက်ရှိမှာဒါ Yildiz ကိုဒါအပြန်ခေါ်ခြင်းနဲ့တင်နေမှာတော့ Liverpool ကတော့စိတ်ဝင်စားနေတယ် United နဲ့တို့ကကစားသမား agent နဲ့တရားဝင်ဆွေးနွေးထားခြင်းတော့မပြုတ်ရသေးဘူးနောက်ဆုံးတစ်ယောက်ကိုပြောရမယ်ဆိုလက်ရှိမှာတော်တော်လေးကို hit ဖြစ်လာတာက Trincao ဖြစ်တယ်ဒါကျွန်တော်တို့လက်ရှိဒါ Ruben Amorim ရဲ့တပည့်ဟောင်းဖြစ်တဲ့ Trincao ကိုဒါကျွန်တော်ပြန်လဲခေါ်ယူဖို့တဲ့ Ruben Amorim အနေနဲ့ဒါ ကျွန်တော် Ineos Super Cup ကိုတိုက်တွန်းထားပြီးတော့ Ineos အနေနဲ့လက်ရှိမှာ agent နဲ့တရားဝင်စကားပြောဖို့အတွက်လမ်းဖွင့်ထားတယ်ဆိုတဲ့သတင်းကိုဒါဒီနေ့မနက်အစောပိုင်းနေ့တက်လာတာဖြစ်တယ်လို့ပြောလို့ရပါတယ်။လက်ရှိမှာဒါ Trinko ကကျန်တဲ့2ယောက်နဲ့ဆိုင်တော့လက်ရှိမှာ G တော်တော်လေးကိုမိုက်တယ်။လက်ရှိမှာ26ပွဲကစားထားပြီးတော့6ဂိုးသွင်းရတဲ့12ဂိုးဖန်တီးထားတယ်။ပြောရမယ်ဆိုတာကျွန်တော်တို့ဒီကစားသမားကတစ်ချိန်ကတည်းကကျွန်တော်တို့ Wolf မှာလည်းခြေစွမ်း ဘာဝူးမှာခြေစွမ်းအဲ့လောက်မပြခဲ့ပေမဲ့အခုလက်ရှိမှာဒါကျွန်တော် sport team မှာဒါမစိုးလို့ပြောလို့ရတယ်မမေကဝူးကနေဘာဆိုနာရောက်တယ်ဘာဆိုနာကနေ sport team ပြန်ရောက်တယ် sport team ကဘာဆိုနာပြန်ရောက်တယ်ဘာဆိုနာကနေ sport team ပြန်ရောက်တယ်ဘာလို့သူကနည်းနည်းလေးကျွန်တော်ဒါအသွားလာပြန်တော့ train ကကိုကျွန်တော်တို့ဘာဆိုနာမှာရင်းနှီးရလူတွေရှိနေမယ်တချို့ကြတယ်ဒါကျွန်တော်တို့ဝူးမှာဒါသူ့တပွဲစားနှစ်ပွဲစားမြင်မှုကျွန်တော်တို့ဝူးမှာသူ့တပွဲစားနှစ်ပွဲစားမြင်မှုတယ်အဲ့တော့ united team နဲ့ဒီကစားသမားတို့နည်းခေါ်ခြင်းနဲ့လက်ရှိမှာ sport team မှာလည်းခြေစွမ်းပြနေတယ်ဒါကျွန်တော် champion league မှာလည်းဒါကျွန်တော်ဖန်တီးမှုတွေရှိတယ်သူတို့ရဲ့ပြည်တွင်းလီမှာဒါ goal တင်တာတွေရှိတယ်ဒါမစိုးဘူးလို့ပြောလို့ရတယ်ပြီးတော့ ruben amorin လက်အောက် ောက်မှလည်းဒီကစားသမားကစားဘူးရတဲ့ကြောင့်မူဒီကစားသမားကို Rubric Amorico ရဲ့လူချင်းနေဒါပေမဲ့ဈေးလည်းတော်တော်လေးတက်တာလက်ရှိမှာဒါကျွန်တော်တို့ Sporting CB နဲ့ဒီကစားသမားကိုခေါ်မယ်ဆိုရင်တော့ Euro တန်း30ပတ်ချာလဲဝင်ကြတယ်ပေးခေါ်မယ်ဆိုတဲ့သတင်းတွေထွက်လာတယ်ဒါပေမဲ့သူ့အနေနဲ့ကျွန်တော်နှစ်ယောက်နဲ့ကွာတာကအသက်ရွယ်အဖြစ်25ရှိ25ဆိုတဲ့ဘာပြနောက်3နှစ်4နှစ်လောက်အေးဆေးဆော့လို့ရတာပဲဟုတ်တယ်မှာတောင်းပန်နေနေအဲ့တော့ လက်ရှိမှာ United သင်္ကန်းတော့ဒါကျွန်တော်ဒီနေ့မနက်မာရီထရင်ကာကိုဒါကျွန်တော်တရားဝင်စကားဝိုင်းစဖွင့်ပြီးဆိုပြီးသတင်းတက်လာတော့တွေ့ရမယ်။ဒါတော့ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာအကျဉ်းလို့ဆိုပေါ့ကိုကြည့်လို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သတင်းနေ့ဖြစ်ပါစေ။စုံမုံကောင်းတောင်းပီးနေပဲကျွန်တော်ကိုသွားကုန်ပြီပေါ့ဗျ။အားလုံးမကြွတူပါနဲ့။နောက်မှကျွန်တော်တို့ AC2 ကြရပေါ့။ဒီပါဗျ။